thank you မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။စမ်းချင်တိုင်းခိုက်သူတွေနဲ့ငင်းချိုင်ဆွေနေပေါ်မင်းအောင်လိုက်ကိုဒိုင်းဝင်ကြီးချုပ်ဟောင်းသက်စင်ကတွေ့ဆုံတိုက်တွန်းပြီးမင်းအောင်လိုက်ကသက်စင်ရဲ့အကြံပြုချက်ကိုနားထောင်လက်ခံနေဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံရှိစမ်းချင်တိုင်းခိုက်နေသူများနဲ့ငင်းချိုင်ဆွေနေပေါ်အကြံပတ်စကောင်ဆောင်မင်းအောင်လိုက်ကိုဒိုင်းဝင်ကြီးချုပ်ဟောင်းသက်စင်ကတွေ့ဆုံတိုက်တွန်းခဲ့ကြောင်းတနင်္ဂနွေသတင်းဌာနကဖော်ပြပါရယ်။ဒိုင်းဝင်ကြီးချုပ်ဟောင်းသက်စင်ရှင်နာဝက်ကအခုအင်ပြီလာအစောပိုင်းဘက်ကမှပြုလုပ်တဲ့ဘင်းစတတ်ထိပ်တင်အစီအစဉ် ေးလာတတ်တဲ့မင်းအောင်လိုင်ကိုတီးတန့်တွေ့ဆုံခဲ့ပြီးအဲ့လိုတွေ့ဆုံစဉ်မင်းအောင်လိုင်ကိုစန့်ကျင်တိုက်ခိုက်နေတဲ့တပ်ဖွဲ့များနဲ့ငြိမ်းချမ်းရေးဆွေးနွေးဖို့တက်ဆင်ကတိုက်တွန်းခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။မြန်မာနိုင်ငံမှာငြိမ်းချမ်းရေးပြန်လည်ရရှိဖို့ကျွန်တော်မြင်ချင်တာကြောင့်သူနဲ့စကားပြောခဲ့ပါတယ်။ကျွန်တော်အနေနဲ့နိုင်ငံကြီးတွေကိုပြောလို့ရှိတာကထိုင်းနေနဲ့ကမြန်မာပြည်မှာငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးတဲ့နီလန်နဲ့အကြမ်းဖက်မှုတွေအဆုံးသတ်သွားစေဖို့လိုလားတယ်ဆိုတာပါပဲလို့တက်ဆင်ကဆိုပါတယ်။စစ်ကောင်စီနဲ့တိုင်းရိုက်စကားပြောဆိုခြင်းဖြင့်ငြိမ်းချမ်းရေးလမ်းစကိုရှာဖွေဖို့လိုအပ်ကြောင်းထိုင်း င်းနိုင်ငံအနေနဲ့စစ်ကောင်စီနဲ့တော်လိုင်းအင်အားစုတွေအကြားမှာဂျာဝင်ပြန်ပြေးသူဖြစ်လှုပ်ဆောင်ဖို့အသင့်ရှိကြောင်း၎င်းကရှင်းပြပါရယ်မင်းအောင်နိုင်ကသူ့ရဲ့အကြံပြုချက်တွေကိုနားထောင်လက်ခံခဲ့ကြောင်းတသင်းကဆက်လက်ပြောပါရယ်သူမကျွန်တော်ရဲ့အကြံဉာဏ်ကိုနားထောင်လက်ခံခဲ့ပါရယ်ကျွန်တော်အနေနဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲမစခင်အချိန်ပေါင်းများစွာသူနဲ့စကားပြောဖို့လိုအပ်ပါတယ်လို့တသင်းကပြောပါရယ်တသင်းကမြန်မာနိုင်ငံမှာကျင်းပဖို့စီစဉ်ထားတဲ့ရွှေကောက်ပွဲအကြောင်းကိုမဆွေးနွေးခဲ့ပင်ရှောင်ကျင်းခဲ့ကြောင်းနိုင်ငံရေးအကျဉ်းသားများနှုတ်ပေးဖို့နဲ့ငြိမ်းချမ်းရေးစပွဲဝိုင်းမှာဆွေးနွေးရန်ဆိုတဲ့အာဆီယံရဲ့ရည်တိ င်ချက်ကိုသက်စင်ကအတိမတ်ပြုထားကြောင်းသတင်းဖော်ပြခြင်းရသိရပါတယ်။အကြံဖက်စစ်ကောင်စီကနိုင်ငံတော်ဝန်ဆစ်ရှုံးနေပြီးလက်ရှိမြို့ပေါင်း၁၀၀နီးပါးကိုလက်လွတ်ဆုံးရှုံးထားကလာမယ့်ဒီဇင်ဘာလမှာရွှေကောက်ပွဲကိုကျင်းပဖို့ကြိုးပမ်းလျက်ရှိတယ်လို့သိရပါတယ်။ နောက်ထပ်တပုတ်အနေနဲ့စကိုင်းငလင်ကြီးလောက်ခတ်ပြီးရင်နောက်စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှု82ကြိမ်လောက်ဆောင်ခဲ့ကပြည်သူ105ဦးသေဆုံးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းငလင်ကြီးလောက်ခတ်ပြီးရင်နောက်စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှု82ကြိမ်လောက်ဆောင်ခဲ့ပြီးပြည်သူ105ဦးသေဆုံးကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကမနေ့ကသတင်းစာရှင်းလင်းပွဲမှာသတင်းထုတ်ပြန်ပါတယ်။မလ28ရက်နေ့အင်အားဖြင့်စကိုင်းငလင်ကြီးလောက်ခတ်ပြီးချိန်ကစပြီးအေပီလ17ရက်နေ့တွင်အကြံပတ်စတကစကိုင်းမကွေးပကိုမန္တလေးကရင်နီရှမ်းချင်းအေယာဝတီကချင်းကရင်မွန် င်ရခိုင်တို့မှာလေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေဆက်လက်ကျူးလွန်ခဲ့ကြောင်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှု82ကြိမ်အတွင်းပြည်သူ105ဦးသေဆုံးခဲ့ပြီး109ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။အကြံဖတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူနေ84လုံးပျက်စီးခဲ့ပြီးစာတင်ကြောင်း3ကြောင်းလည်းပျက်စီးခဲ့ကြောင်းဒါအပြင်လက်နက်ကြီးပစ်ခတ်မှုအကြိမ်30လုံးဆောင်ခဲ့ပြီးလက်နက်ကြီးကြောင်းပြည်သူ6ဦးသေဆုံးက30ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလက်နက်ကြီးတန်းကြောင်းနေအိမ်22လုံးပျက်စီးပြီးဘာသာရေးဆောင်1လုံးပျက်စီးခဲ့ကြောင်းသိရပါတယ်။ အန်ယူဂျီအစိုးရအနေနဲ့လူသားစာနာအကူအညီတွေထိတိယောက်ယောက်ပေးနိုင်ဖို့ခုခံကာကွယ်စစ်ကလွှဲပြီးထိုးစစ်အားလုံးခိတ္တရက်တံမှုကိုမလ30ရက်နေ့မှာစတင်မယ်ဆိုတာမလ29ရက်နေ့ကလေးကထုတ်ပြန်ကြေညာခဲ့ပါတယ်။အကြံဖတ်စစ်တပ်ကပြစ်ခတ်ရစဲကိုအပြင်းနေ့ရက်နေ့မှာကြေညာခဲ့ပြီးမယ်။တကယ်လက်တွေမှာပြည်သူတွေကိုဥတီပြီးမိချောင်းကနေတိုက်ခိုက်မှုလက်နက်ကြီးတိုက်ခိုက်မှုစစ်ကြောင်းတို့ဝင်ရောက်ပြီးပြည်သူပိုင်းပစ္စည်းဥစ္စာတွေမိရှုပ်ဖျက်ဆီးပြီးယူဆောင်တာတွေကိုငလင်ပေးတဲ့ဒေတာတွေကပြည်သူတွေအပါအဝင်နိုင်ငံဒေတာအနှံ့တော်တော်များများမှာဆက်လက်ကျူးလွန်နေတာကို ိုခံရပါတယ်လို့ NUG ဝန်ကြီးဒေါက်တာဝင်းမြတ်အင်းကသတင်းစာရှင်းလင်းပွဲမှာပြောကြားပါတယ်။ ဒါအပြင်ငလင်ပင်အတွက်ငိုင်းငါကထောက်ပံ့တဲ့အကူအညီတွေကတကင်လက်တွေ့မြေပြင်မှာအလိုအပ်ဆုံးပြည်သူများထံတင်ရောက်တဲ့ပံ့ပိုးမှုတွေရောက်ရှိဖို့ဟန်တာကန့်သတ်မှုတွေရှိနေပြီးနိုင်ငံတကာအကူအညီတွေကပြည်သူများကိုအကူအညီဖြစ်မဲ့အစားလေကြောင်းတိုက်ခိုက်မှုအပါအဝင်ပြည်သူများကိုအကြမ်းဖက်ပြန်လည်တိုက်ခိုက်မှုတွေအတွက်ထောက်ပံ့ဖြစ်သွားမှာကိုအလေးနက်သတိထားပြီးတားဆီးဖို့လိုကြောင်း၎င်းကဆက်လက်ပြောဆိုပါတယ်။ငလင်ပင်နဲ့ပတ်သက်ပြီးလေ NLD အစိုးရလက်ထက်မှာတော့တဘာဝပင်နဲ့ပတ်သက်ပြီးကြိုတင်စီစဉ်မှုများစွာဆောင်ရွက်ခဲ့ပြီးအမျိုးသားအစဉ်ငလင်ပင်အနေနဲ့ကြိုတင်ပြင်ဆင် ဲ့တုံ့ပြန်ရေးစီမံချက်များမြန်မာနိုင်ငံ BNI အကြောင်းထိခိုက်ဆုံးရှုံးနိုင်ခြင်းရှော့ချရေးစီမံချက်တွေကို2019ခုနှစ်နဲ့2019ခုနှစ်တကယ်ကရေးဆွဲအကောင့်ထဲပေါ်ခဲ့ကြောင်းတဘာဝဘီများကြုံလာချိန်မှာလည်းအရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ဖို့အတွက်တဘာဝ BNI ဆိုင်ရာစီမံခန့်ခွဲမှုရှင်ပုံငွေကိုလည်းတည်ထန့်ထားရှိဆောင်ရွက်ခဲ့တော်လဲအစုပါရှင်ပုံငွေကိုအကြံဖတ်စစ်ကောင်စီက2022ခုနှစ်တုန်းတွင်အသုံးပြုခဲ့ပြီးအခုလက်တွေ့ဖြစ်လာချိန်မှာလူအသက်ပေါင်းများစွာကိုကြိုတင်ပြင်ဆင်မှုတွေပြောက်ွယ်ခဲ့ရခြင်းဖြစ်ကြောင်းသက္ကိုင်းငလင်ကြီးတုံ့ပြန် န်ရေးလုပ်ငန်းစဉ်ဆိုင်ရာမင်းငါသတင်းစာရှင်းလင်းပွဲမှာဒေါက်တာဝင်းမြတ်ဧကပြောပါတယ်။လက်ရှိအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ငလင်ဘေးအတွက်အမေရိကန်ဒေါ်လာ10မီလီယံနဲ့ညီမျှတဲ့ကြက်ရံပုံငွေတွေကိုမတီပင်းစတင်ထောက်ပံ့ခဲ့ကြောင်းငလင်နဲ့နောက်ဆက်တွဲငလင်နေကြောင့်တိကျပျက်စီးဆုံးရှုံးမှုတွေကိုမျက်ခြေမပြတ်စောင့်ကြည့်မှတ်တမ်းတင်ပြီးအချိန်နဲ့တပြေးညီထုတ်ပြန်ချက်တွေဆောင်ရွက်ခဲ့ကြောင်းအရေးပေါ်အကူအညီတွေကိုလည်း NUG စိုးမိုးနေမြေစကောက်စီစိုးမိုးနေမြေဆိုပြီးမခွဲခြားပဲအမြန်ဆုံးရောက်ရှိရေးချိန်ဆဆောင်ရွက်ခဲ့ပြီးဆက်လက်ဆောင်ရွက်နေစေဖြစ်ကြောင်း NUG ကထုတ်ပြန်ပြောဆိုပါတယ် ယ်။နောက်ထပ်သဘုံနီနဲ့ကြံကာလနဲ့အလွန်မှာခန့်စစ်ပြင်ဖို့သာစစ်ကောက်စီလုံနိုင်မယ်လို့အကဲခတ်တွေသုံးသက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ အာနာသိန်းစစ်ကောင်စီအနေနဲ့လာမယ့်တကြံကာလနဲ့အလွန်မှာမျိုးရီထပ်မံလက်လွတ်မခံရဖို့အတွက်ခန့်စစ်လောက်ကိုပဲအတိကလောက်ရမယ့်အနေအထားဖြစ်တယ်လို့စီရင်အခဲခတ်တွေကသုံးသပ်ပါတယ်။မလ28ရက်နေ့မှာစကိုင်းကိုပို့ပြုလောက်ခတ်ခဲ့တဲ့ရစ်စတာစကေ9.8အဆင့်ရှိအင်အားပြင်းငလင်ကနေပြည်တော်စီစင်ယုံကျုပ်အပါဝင်တိုင်းစစ်ဌာနချုပ်နဲ့တန်ရင်တချို့ရှိအဆောင်တွေကိုပြိုကျပြန်စည်းစေခဲ့ပါတယ်။အဲ့ဒီအတွက်စစ်ကောင်စီရဲ့စီရင်ဆိုင်ရာဌာနချုပ်တွေထိခိုက်ခဲ့မှုပေါ်ပြန်လည်လက်ပတ်ဖို့အချိန်ယူပြင်ဆင်ဖို့ရှာမှာဖြစ်တဲ့အပြင်ပုံထုတ်လုပ်တဲ့ကာပါစဆက်ယုံတချို့လည်း ခိုက်ခံရတာတွေကြောင့် CDN leader တက်ချက်စီစီယာကပြောပါတယ်သူတို့အဓိကရှိရထားတာပွင့်လင်းရာဒီမကုန်ခင်မှာသူတို့အတင်းချလေးခုနကျွန်တော်ပြောတဲ့လာရှုဘက်တွေရှမ်းမြောင်ရေကရင်နီရေဒီဘက်တွေကိုတေချာပြန်လုပ်ဖို့ရည်ရွယ်တဲ့ကိစ္စတွေရှိရင်ဒါပေမဲ့အခုချိန်လက်ရှိအခြေအနေကတော့သူတို့ဘက်ကဒိုးစစ်စင်ဖို့ဆိုတာတက်နေပြည်တော်မှာသူတို့ဒုက္ခတွေရောက်နေချိန်ဒီဘက်ကတွန်လိုင်းဖွဲ့တွေတိုက်စစ်စင်မလာနိုင်အောင်မျိုးတွေကိုထပ်အသိမခံရအောင်ခန့်စစ်ကိုပဲသူတို့ကအဓိကလုပ်နိုင်တော့မယ့်အနေအထားဖြစ်သွားတယ်ဒီလိုပဲလုပ်ဖို့မရပါဘူးသူတို့စကဟိုဟာလုပ်မယ်ဒီဟာလုပ်မယ်ဆိုတာ ာကြိတ်ကြံထားတာတော့ရှိနေဒါရီကတော့လုံးဝမဖြစ်နိုင်လောက်တဲ့အနေအထားဖြစ်သွားတာပေါ့လို့ဆိုပါတယ် ဒါအပြင်ကပ္ပစားစက်ယုံတွေကိုသွေတန်းထားတဲ့ဒါအလိုက်တချို့လည်းဖြတ်တောက်ခံထားရတာကြောင့်လေကြောင်းတိုက်ခိုက်မှုအတွက်အသုံးပြုမဲ့ဘုံတွေထုတ်လုပ်နိုင်ဖို့အခက်အခဲရှိနိုင်တယ်လို့သူကဆက်ပြောပါတယ်။လက်ရှိမှာတော့စစ်ကောင်စီကငလင်အတွက်ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအရှင်ဟုန်နဲ့လုတ်ကိုင်မှုရှိရနေပြီး AP နဲ့ရက်ကနေ22ရက်ထိကိုယာယီပြကတ်တိုက်ခိုက်မှုရက်စိမ်းကာလပြည့်ကြီးညာထားတာပေါ့။ဒါပေမဲ့မြို့ရော်တွေကိုလေကြောင်းကနေဘုံကျေတာလက်နက်ကြီးပြကတ်တာနဲ့စစ်ကြောင်းထိုးတာတွေကြောင့်တော်လိုင်းတပ်ဖွဲ့တချို့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားတာလည်းရှိနေပြန်ပါတယ်။မွန်ပြည်ကာကွယ်ရေးတပ် MSDF နိုင် ုင်ငံစီရင်ဦးဆောင်ကော်မတီဥက္ကဋ္ဌဒေါက်တာသီရိမွန်ချန်းကလည်းယူရင်းကြီးနဲ့အနေနဲ့စစ်ကောင်စီရင်ကြီးတက်ဟာတော်လိုင်းဒီတာရီစီမြေပြင်တိုးစစ်တွင်လောက်ဖို့အလားလာမရှိဘူးလို့တုံ့တန်ရပါတယ်။အကြီးအကျယ်ယူရင်းကြီးနဲ့အနေနဲ့စစ်ကောင်စီရင်ကြီးတက်အင်အားနဲ့ကြီးတက်ရဲ့တိုင်းရင်ခိုင်ရင်တွေကြောင့်စစ်ကောင်စီကိုချိန်ချောင်းနေတဲ့အတိုင်းတာလက်နက်ကိုင်ဖွဲ့နေပါဝင်တော်လိုင်းဒီတာရီစီမြေပြင်တိုးစစ်တွင်ပြင်းပြင်းထန်ထန်ပြုလုပ်နိုင်ဖို့အလားလာသိမ့်မရှိဘူး။မိုးရင်းကာလ ဆိုနဲ့ပွင့်ဦးရာတီမာတော့စစ်ကောင်စီရဲ့မြေပြင်ထိုးစစ်တွေတိတိယောက်ယောက်မလုံနိုင်ခဲ့ဘူးမြေပြင်စစ်ကူအင်အားတွေလည်းတိတိယောက်ယောက်မပို့နိုင်ခဲ့ဘူးလို့ဆိုပါတယ်တပတ်မှာစစ်ကောင်စီအနေနဲ့တရုတ်ရုရှားကနေရယူခဲ့တဲ့ drone ပညာရိခမီ ဒရုန်းလက်နက်တွေကိုအားကိုပြီးဝင်ဟင်ကနေပုံကျဲတိုက်ခိုက်တာတွေပို့ပြီးလုံလာမယ်လို့သူကစက်ပြောပါတယ်စစ်ကောင်စီတရင်လေကြောင်းစစ်စင်ရေးတွေကလည်းမိုးရင်းကာလရောက်ရင်တော့ဒရုန်းနဲ့စက်တက်လေးတွေတွေတုံးလို့ရမှာမဟုတ်တော့လို့လင်းရင်ကနေပုံကျဲမှုကလည်းအကန့်အသတ်ဖြစ်လာမယ်လို့စီးရင်အခက်ခတ်တွေကထောက်ပြကြပါတယ်မစခင်ကာလပိုင်းမှာမုတ်တုံမှုတွေဝင်ရောက်လာတော့မှဖြစ်လို့တော်လိုင်းဖွဲ့တွေဘက်ကနေမြေစိုးမှုမှုရှိနိုင်ပြီးပွေလင်းရတီရောက်မှသာစစ်ကောင်စီကကြီးမားတဲ့ဒိုးစစ်တွေပြန်လည်လုံနိုင်မယ်အနေထားလို့ပြောပါတယ်စစ်ကောင်စီကနိုင်ငံရေးထွက်ပေါက်ဖြစ်အထွေထွေရှုခောက်ပွဲကိုအခုနှစ်ဒီဇင်ဘာမှာက ျင်းပဖို့ရတာတဲ့အတွက်စိုးမိုးနေမြေတွေထပ်မဆုံရှုံဖို့နဲ့တည်ငြိမ်ဖို့အတွက်စည်ရင်းရပြင်ဆင်လာနိုင်တယ်လို့စည်ရင်းအခက်ခတ်တွေကတုံ့သက်ပါတယ်။ပြီးရတဲ့ရက်ပိုင်းကလည်းစကိုင်းတိုင်းရှိအင်တော်မျိုးကိုပြည်သူ့ကာကွယ်တပ်မတော် PDF ပူးပေါင်းတပ်တွေကတိုင်းပန်ရရှိခဲ့တဲ့အတွက်စကောက်စီနေနဲ့တမခွန်ခွန်ရှိနှန်းဌာနချုပ်အခြေပြုရာမျိုးကိုဆုံရှုံခဲ့ရတာဖြစ်တယ်လို့ဖော်ပြထားပါတယ်ရှင်။